အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ညကောင်မောင်တို့တွေကိုဆရာတင်ဆန်းရေးတာတဲ့ဖုံနောက်ကကလိန်ချုံလို့အမည်ရတဲ့ဝတ္ထုလေးကိုကျွန်တော်ကိုချွေတာမှဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာလိုက်ပါနားဆင်ခန်းစားပေးကြပါအောင်ခင်ဗျာဖုံနောက်ကကလိန်ချုံအမောင်တို့မှာပြဲ၍ပြဲ၍ပွင့်၍ပွင့်၍လာနေသည်လူပေါင်း20ကျော်ကိုတင်ဆောင်လျက်ရှိသောဗဇကားကြီးမှာနတ်ပြောင်သောကတ္တရာစီလမ်းမကြီးပေါ်တွင်အချိန်ပြင်းစွာပြေးလွှားရနေသည်ကားထဲတွင်တိတ်၍နေသည် ကားခဏလောက်ရက်ပြေးစမ်းပါလာတော့အသက်30ကျော်ခန့်မိန်းမတယောက်ကခက်ကြဲကြဲကလေးអော်ပြောလိုက်တော့ကားထဲမှာလူများသူ့မကိုကြည့်လိုက်မိကြသည်သူ့မမှာဝေဒနာတစ်ခုကိုပြင်းထန်စွာခံစားနေရသည်အလားမျက်နှာချုံမဲ့၍နေသည်ကားကတော့အချိန်ပြင်းစွာပြေးလျက်ရှိသည်သူ့မရဲ့အတန်ကိုကားဒရိုက်ဘာကမကြားလေရော့သလားအိုးကားခဏလောက်ရက်ပြေးပါဦးဆို သူမကငိုလူလူမျက်နှာနဲ့တခါထက်၍អော်ပြောလိုက်ရာကားစပယ်ယာကဝီစကီလေးမှုတ်လိုက်သည်ဖြင့်ကားမှာတပြေးပြေးအချိန်ရော့၍သွားပြီးတော့သည်အာအလာလာလာရှေတော့တခုလုံးမမြင်ဘူးလားတော့မျက်စိကားနေသလားကားကောင်းစွာမရသေးခင်အသက်30ကျော်ခန့်မိမကနေရာမှအရေးကြီးသည့်ထ၍ကားတကားပေါက်စီတို့အတော်တွင်အမေအိုကဆူလာခြင်းဖြစ်လေသည်ထသွားသောမိမမှာအမေအိုအားခွန်းထုတ်ပြန်၍မှ ပြော့မနေအားပဲတကားပေါက်စီတို့တရောတော်ပါအသွားတွင် တကားပေါက်အမိုးနှင့်သူမကောင်းကိုတိုက်မိသည်ဖြင့်ဒိန်းငနဲ့မြည်၍သွားသည်ကိုမှသူမကယူမဆိုင်နိုင်ပဲကားအောက်သို့ဆင်းကရှုံပုံများဘက်သို့ပြေးသွားလေတော်သည်သူမကအောက်သို့ရောက်ရည်သွားတော်လဲသူမထံမှအခိုးငွေများကကားထဲတွင်ခိုကပ်နေသည့်သဖြင့်ကြံလူများနှက်ခေါင်းရှိတွင်လဝါဖြင့်ရမ်းကနေရပါသေးသည်စိုးလိုက်တဲ့အနံ့ဟုတ်ပါတော့ဘဲဥပုပ်စော်ကြီး နန္ဒခင်းလေပြေကလေးကတကားပေါင်များမှဝင်ရောက်လာကအကိုငွေများကိုယူဆောင်သွားတော်မှတယောက်တစ်ပေါက်စကားစပြီးပြောနိုင်ကြတော်သည်အခြားသူများရေမောနိုင်ကြတော်လဲရှေတော့ကိုအနှင်းခါလိုက်ရတော်အဖွားအိုမှနှုတ်ခမ်းတစူစူနဲ့သူ့ရှေကုန်ကလေးကိုပို့၍နေပေသေးသည်ဒီလောက်တောင်လူမမြင်နိုင်ရအောင်ကန့်ပဲကန့်လို့နေကားပေါ်မှဆင်းသွားတော်မိမပြန်တက်လာတွင် အဖွားအိုကစ၍ရန်ထောင်လိုက်လေသည် အိုးမတော်တော့နင်းမိတာပါတော့ဘယ်သူကတမင်နင်းခြင်းမလဲတော်ကားတယ် ညီးကိုတမင်နေနဲ့ပြောတာမဟုတ်ပါဘူးတော့ညီးမျက်စိကန်းနေတာကိုပြောတာကျုံမျက်စိကန်းနေတာမဟုတ်ဘူးတော်ကခြေတော်ကြီးမဖယ်မပေးလို့နေမိတာညီးအဖယ်ခိုင်းပါလားအေးအိုးကျုပ်အရေးကြီးနေတာတော်မသိဘူးလားသိနိုင်ပါဘူးတော့ညီးပါသာ အစားပုတ်ပြီးဖြစ်နေတာကိုကြီးတော်နဲ့ကျုပ်ကို တိုင်းမနေနဲ့ကားထွက်သွားသည့်တိုင်အောင်သူတို့မှတယောက်တခုစကားများလည်းရပ်ပြီးရှိကြသေးသည် တိုင်းနဲ့ဟဲ့တိုင်းနဲ့ညီကဘဲ့နဲ့များလှုပ်ရှင်သေးလို့လေဒီမှာအမေကြီးတို့တော်ကြပါတော့ဥဖြူသေးကမနေတာတော့တပြင်းဂျားဝင်ပြီးပြန်ဖြေလိုက်ရသည်မဟုတ်ဘူးတော့သူကလည်းနေသေးမာရီကြောရီတယ်ပြောနေလို့မတော်တော့ပါဆိုထပ်ပြီးရှာရှင်နေတာကိုကဲတော်ဆိုတော်ကြတော့ဗျာအမေကြီးကလည်းမတော်တော့နေမိတဲ့ဥစ္စာပဲတီးခံမှာပေါ့ဟိုမတ်ချွေစာကလည်းမတော်တော့နေမိတာပြောပေမဲ့ပြ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 တောင်းပန်ကိုကောင်းတယ် ခုတော့ခမားပြောတာကလည်းဘောက်ဆက်ဆက်ကြီးဆိုတော့ခံရတဲ့တစ်ဖက်သားကလည်းနားကလည်းနားသေးနားလည်းမခံနိုင်ဆိုတော့ဘယ်ကြေနပ်မလဲတယောက်နဲ့တယောက်ဒီလောက်ထိမိခိုင်းမိတာကလေးနဲ့ပြောနေဖို့တော့မလိုပါဘူးတော့ဟဲ့ဘာလို့မပြောရမလဲနေကတော့နေနေနဲ့သူငါကအနေခံရတယ်သူငါကနားတို့ပြောတာဟဲ့ပြောတယ်ပြောတယ်အမေအိုကဒေါသတကြီးနဲ့អော်ပြောလိုက်သည်ကဲအမေကြီးတို့ခမားတို့လာကြတာဟာဖះဘူးလာရအောင်လားရံဖြစ်လာရအောင်လား ဥဖြူဒီကဤသို့မေးလိုက်တဲ့ဖြင့်ရန်ဖြစ်သူများငြိမ်သာငြိမ်ငြိမ်ကြသွားသည်ကုသိုလ်ကောင်းမှုပြုရအောင်လာတဲ့အထက်မှာတော်ယုံတန်ယုံလေးတဲ့ခံမှာပေါ့ဒီကြောင့်ခမည်းတော်မိမတွေနဲ့ကြုံမလိုက်ရှင်တာဥဖြူဒီစကားကိုမပယ်ဝန့်တဲ့ဖြင့်ရန်ဖြစ်သူများငြိမ်၍သွားတော်လဲတယောက်မျက်နာတယောက်မျက်စောင်းခဲခြင်းများတိုက်ခိုက်လျက်ရှိကြသည်သည်တကယ်ဆိုတော့ကားပေါ်တွင်လိုက်ပါလာကြသူများဥဖြူဒီစကားကိုနားထောင်ရပေမည် နားထောင်ရခြင်းအကြောင်းရင်းကတော့သူတို့တောရွာအနေဖြင့်လူများမှာလယ်များထွန်ရက်ဆိုင်ပြိုးသည့်မိုးရာသည်နှင့်ရိတ်သိမ်းပြီးသည့်ဆောင်းရာသည်ဤဆက်ကြားဖြစ်သောဂျားကာလာတည်င်းကျွတစောင်းမုံလာများတွင်အလုံးများရန်နာထားသောကြောင့်လင်းယောက်ျားတို့အိမ်တွင်အားလက်နေခိုက်ပြီးအိမ်သူမိန်းမများသားသမီးများမှာတကိုးကြီးဖျားတို့လူစုလူဝေးနှင့်ဖျားဖူးသွားတတ်သောအလေးအထားရှိသည့်ယခုနှစ်တွင်လည်းမန္တလေးသို့မရောက်ဘူးသေးသူများဗဇာကားတစည်းကိုစု၍ငှားကဖျားဖူးရန်အတွက် ရွှေမန်းနှင့်ဆန်တက်လာခဲ့ခြင်းဖြစ်ပြီးတော်သည်ထို့သို့သွားလာရာတွင်တောနေသူသူများမှမြို့ပေါ်တွင်မသွားတတ်မလာတတ်ရှိသောကြောင့်ရွာကြောင်ဖုန်ကြီးကြောင်များတွင်ရှေ့ဆောင်ပို့ဆောင်ရလေသည်ယခုနှစ်တွင်ကျွန်တော်တို့ရွာကြောင်ဖုန်တော်ကြီးမှကောင်းစွာမကြမ်းပါသဖြင့်ဥဖြူသည်အားဖုန်တော်ကြီး၏ကိုစားထက်လိုက်ခြင်းဖြစ်လေသည်ပထမတွင်ဥပ္ပယတိကမိမများနှင့်ခရီးသွားရမည်ကိုညှင်းဆန်၍နေပါသေးသည်။ဖျားဖူးများကတရားရခွင့်ခြင်းကြောင့်တကြောင် ဖုန်းတော်ကြီးဤတိုက်တွန်းချက်များကိုမငင်းပယ်နိုင်၍တကြောင်ကြောင်သူစကားကိုအားလုံး၌လိုက်နာနားထောင်ရန်ဂတိကိုတောင်း၍ဖျားဘူးများကလိုက်နာနားထောင်ပါမည်ဟုဂတိပေးမှလိုက်ပါလာခြင်းဖြစ်လေသည်ကျွန်တော်တို့ရွာမှနနက်၄နာရီတွင်စ၍ထွက်လာခဲ့ရာနေရောင်ပွင့်သက်စွာဦး၌ဘကိုးတို့ရောက်ကြလေသည်ဘကိုးမှဆက်လက်ထွက်ခွာလာကြရာကားလမ်းမကြီးမှာစိမ့်လန်းသောလေကွင်းပြင်းများမှဖြတ်ကျော်မောင်းနေလာရသောကြောင့် လေခွင်းမှလက်ဆက်သောလေများကိုချူချက်ရ၍၎င်းဤမြဝေးလံစွာရင်များကိုစိတ်နှင်းလာရဖို့ခြင်းမရှိသင့်ကြောင်း၎င်းကျွန်တော်တို့ဤမနောဟာရယတွင်တခါမှမကြုံဘူးသောပီတိတို့ဖြင့်ဖုံးလွှမ်းကအပျော်ကြီးပျော်ရွှင်နေကြတော်သည်ကျွန်တော်တာမကကားပေါ်ကြည့်လူအလုံးပင်နှုတ်မှတိတ်ဆိတ်နေကြသလားမျက်နှာများမှာချွင်လင်းချွင်လန်းနေကြသည်ညောင်လေးပင်တို့ရောက်၍ထမင်းစားကြပြီးနောက်ခရီးတပန်ဆက်ကြရာ နေမှာအတော်ပူပြင်းလာတော်သည် ကားစီးရသည်မှာကြာပြီးဖြစ်သည်ဖြင့်ခါးများညောင်းညာလာသောအခါဖယ်နိုင်သောအောက်ကပူလာသည်တို့တော့လူကားကြက်သည်ဖြင့်မလှဲ့တာဆော့ဆော့ကကြည်ကြည်ချင်ခဲ့ရသောစိတ်များပျောက်လွင်သွားကအုံနောက်ထဲတွင်ပုံမိုင်းမိုင်းဖြည့်ပြေလာတော့သည်အချို့အမျိုးသမီးများငိုင်းမြဲနေကြသည်ထိုအတိုင်းလာရတို့ကြည့်လိုက်သောအခါဒေါ်စိမေဆိုသူအတော်ကြီးဤထမိန်ပေါ်သို့အံပံများပင်၏နေသည်ကိုတွေ့ရပြန်သည် အောင်မလေးလောက်ကြပါဦးကောင်းမနဲ့တော်အန်ကျင်လဲအပေါက်ကနေအန်ချလိုက်ပါလားလူဘော်ကိုအန်ချရသလားဖေးအဲအတော်ကြီးပါအော့အန်ပြန်တော်သည်ပထမအန်တို့မှာမသိန်းရှိဆိုသူအသက်16နှစ်ခန့်အပြိုမာကလေးဖြစ်သည်သူမမှာတော၌နေရ၍အသွားလာနေသူဖြစ်ကမော်တော်ကားနှင့်ခရီးရှည်သွားရ၌ဖြစ်တတ်သောကားတောက်ယောဂါပင်ဖြစ်လေသည် ဒေါ်စိန်မေကသူ့ထမိန်တွင်အပန်းများဆုံးဖေးသွားသည်ဖြင့်တပြေးတောက်တောက်ညင်းညူရေရွတ်နေတော်လဲသူမကဘာမှမပြန်ပြောနိုင်ရုံသာမက တဖက်နိုင်ရန်ပေးရှိသူ့မိခင်ပေါင်းပေါ်သို့ထိုးလဲကြသွားတော့ကြကားကားကိုရက်၍သူမအားအမူးပေပြောက်အောင်သွေးစင်းများကုန်းရွတ်တို့နှင့်ပြုစုကူတာပြီးဆက်လက်ထွက်ခါလာခဲ့ရာမိတိလာ၌ညအိတ်ကြပါသည်မိမဥယျာဉ်မြများနှင့်ခရီးသွားရသည်မှာအတော်ပင်စိတ်ပြက်ဖွယ်ရာကောင်းလာသည် သူဖန်တဲ့ငါနင်းလို့ငါထီးပြောက်လို့နဲ့ကားပေါ်၌တနေရာတို့စင်တိုင်းစင်တိုင်းဆူညာပေါ်လို့ရရသည်အဲ့ရ၌လည်းငါအဲ့ရသူနင်းပြန်ပြီဘသူကဘသူချေကိုခလုတ်တိုက်လိုက်လို့ဆိုတာမျိုးကတမျိုးကားပေါ်တက်ကြပြန်ရင်လည်းငါနေရာသူထိုင်ပြန်ပြီဟိုဘက်ကိုတိုးအိုကြက်လိုက်တာမတိုးတတ်တော့ဘူးလားဆိုတာကတဖို့ကားသွားရင်မှတော့ဆက်လိုက်မီးလွင်လို့ရှေးကနေကွန်ဇက်တွေထွေးလို့အင်းကြီးတွေဆုံးကုန်ပြီကတတွေ့ပြင်းစူလေဦးလန်လိုက်ပြီနေပါတော့သည် ထိုအစုလဲဦးလဲနေပင်နောက်တနေ့နန္နပိုင်း၌မန္တလေးမြို့ကြောက်ကုန်းတန်းပွဲစားကြီးဦးအောင်မြဒေါညာချွေဆိုသောစိုင်းဖုတ်ချိန်ဆွဲထားသည့်ချွေတယ်များအိမ်တို့ကျွန်တော်တို့လူတိုင်းဆက်ရောက်သွားပါတော့သည်မဟာမြတ်မုဏိမဟာတัจ္ကြတိဟဖခင်များကိုရောက်သည့်နေ့ပင်ဖူးမြော်ကြသည်နောက်နေ့တွင်ချွေကြီးမြင့်ဖခင်ကိုဖူးမြော်ပြီးမန္တလေးတောင်သို့ခရီးဆက်ထွက်ကြရ၌ ဒေါ်ဖွားဘို့ဆိုသူအတော်ကြီးနှင့်ဒေါ်ခွေးမဆိုသူမိမကြီးမှာအကြီးအကျယ်စကားများကြတော့သည်ဖြစ်ပွားရခြင်းအကြောင်းရင်းများမှာဒေါ်ခွေးမထမင်းကြိုင်ကိုဒေါ်ဖွားဘို့ကခလုတ်တိုက်လိုက်မိ၍အင်းများဖိတ်ကုံတော့ကြောင့်ဖြစ်သည်သူတို့နှစ်ယောက်မှာအတော်ကောင်းပါပြီရှားရှည်သူများဖြစ်ကြ၍ဥဖြူသည်ပြန်ဖြည့်ဒီကိုပင်နားမထောင်နိုင်ပဲမန္တလေးတောင်ရသေးကြီးဥခန့်နေဤတစောင်းထဲသို့ရောက်သည့်တိုင်ရန်ဖြစ်နေကြစေရှိတော့ကြောင့်ကျွန်တော်မှာစိတ်ပြက်စွာနေပင်တစောင်းကြီးတည်းရှိကလယ်ထိုင်တန်းလျာတစ်ခုတွင်ထိုင်၍နေသည့်၌ တောင်ပေါ်မှနေအေးသည်ကျွန်တော်ဤစိန်များကိုတန်ရှင်းကြည်လင်စေပါတော့သည်ဖျားဘူးသားသူတို့ဤရှေးလန်းတလန်းမှာစင်တသိမ်းမြင်တဲ့အတထူကလာတော့ယထာတသိမ်းနတ်သူစားတမျှလှပါတော့တမီးကညာတသိမ်းထိုက်တဲ့တခါကကျွန်တော်ကို အဖိုးပြောပြဘူးသောစကားကိုကျွန်တော်ကပြန်လဲအမှတ်ရ၍နေပါသည် ပြီးတော့ကျွန်တော်ကဆက်လက်စဉ်းစားကြည့်သည်ယခုကျွန်တော်တို့ဖျားဘူးလာခြင်းမှာအိမ်ကထွက်လာကြတဲ့ကကားနှင့်လာရခြင်းဖြစ်တဲ့ဖြင့် ခြေလန်းဟူ၍များစွာနှံကရသည်ဟူ၍လည်းများစွာမရှိသောကြောင့်ထိုလေးသိမ့်ထိုက်သောခြေလန်းများအလွန်နှဲပါလှနေသည်ရင်းသည့်အထက်တွင်လူအများနှင့်တွားလာရခြင်းသဖြင့်အမျိုးမျိုးသောစိတ်မချမ်းမြေ့ဖွေရာများကိုတွေ့မြင်ရ၍ဒေါသမောဟတွေလည်းဖြစ်ရသည်တို့ကြောင့်ဖျားပူလာရခြင်းအကျိုးမှရှိမှရှိပါလေသာဟုတန်တရားဖြစ်မိပါသည်လောကုတ္တရာဖို့အကျိုးမရှိသည့်တိုင်အောင်လောကီမှာတော့ဒေသန္တရဘဟုထုတရတာပေါ့လေဟိုကြီးကြီးကျယ်ကျယ်တွေ့သောအခါ ကိုယ်စိတ်ကိုပြပြင်းနေစဉ်နောက်ဒိုင်းဟူသောအတန်ကြီးကြောင့်ကျွန်တော်လမ်းရွေသွားကအတွေးရက်ရွေသွားပါတော့သည်ထိုအတန်ဒီကတစောင်းတိုင်းမှရငွေရများလှူဒန်းပြီးနောက်ရေဆက်သွင်းချပြီးလိုက်ရင်တာတို့အနုမောဒနာခေါ်ရန်တိခတ်လိုက်ခြင်းဖြစ်ပါသည်ကျွန်တော်တို့လူတိုင်းမှာရန်ငင်းတော်ရွှေစာရန်သခိုင်းတော်ရုပ်ရှိဖရာများအစကြီးသောတဘိုးကြီးဖရာများအားပတ်ချာလေဖူးမြော်ရင်းနေရများစွာကုန်လွန်ခဲ့လေသည် တနေ့သောညနေခင်းတွင်ဥဖြူသည်သည်ကျွန်တော်နှင့်ရွှေတဲ့ဥအောင်မြတ်ဤသာကိုလားစိန်တို့နှင့်အတူချမ်းပွဲရရှိလမ်းတလမ်းပေါ်တွင်လမ်းချောင်းနေကြသည်ဒီမဲကိုလာစင်ဟိုတန်းရင်ကလေးနဲ့ဒီချံကတော်တော်တာရလာပြူနေချင်းစပွဲလေးကပါဗျလမ်းတစ်ဖက်ကြီးအသေးစက်ဆက်တိုက်ပူကလေးနဲ့ပန်းမျိုးစုံလို့ဖြင့်တာရတော့ရှံမင်းကလေးကိုကြည့်ပြီးဥဖြူသေးကပြောလိုက်ခြင်းဖြစ်လေသည်ကိုလာစင်ကတော့ပြုံး၍နေပါတော့သည် ဝင်းတကားတွေရောတိုက်တကားတွေရောပိတ်လို့ဒီတိုက်ကလူတွေပဲရောက်ကုန်ပါလေဥပ္ပယတိကသူ့ဘာသာသူပြောလိုက်ပြန်သည်ဒီကလူတွေပြောင်းသွားတာတလားလောက်ရှိပြီဗျခုတော့ဒီတိုက်မှာဖုတ်ပဲနေတော့လေကိုလာဆိုင်ကအေးဆေးစွာပြန်၍ပြောလိုက်တဲ့ဖြင့်ကျွန်တော်နဲ့ဥပ္ပယတိမှာသူ့မျက်နှာကိုကြည့်လိုက်မိကြပါသည်ဖုတ်ဘာဖုတ်လဲဥပ္ပယတိကကိုလာဆိုင်ကို နားမလဲသလိုကြည့်ရင်းမေးပြန်သည်တွင် ကိုလာဆိုင်ကဥပ္ပယတိအားပြန်ကကြည့်ကပြုံးပြလိုက်ပြီး လူတွေကသာမဒီလူကိုစီးပြီးဒီလူရောင်ဆောင်စားနေတဲ့ဖုတ်ကခမည်းတော်အောက်ရံမှာမရှိဘူးလား။အော်ဖုတ်ဝင်နေဆိုတာလား။ကြားတော့ကြားဘူးတယ်။တွေ့တော့မတွေ့ဘူးသေးဘူး။ဟုတ်ကဲ့ကျွန်တော်တော့အစကတော့ကြားပဲကြားဘူးတာ။အခုကိုယ်တိုင်တွေ့ဘူးရတယ်။အော်ကိုလားစိန်ကိုယ်တိုင်ကဒီဖုတ်နဲ့တွေ့ရတယ်နော်။ဟုတ်ကဲ့တွေ့ရတယ်။ပြောကြမှာဗျာကိုလားစိန်ကဒါမျိုးကျွန်တော်ကတိတ်ပြီးတော့ဝါသနာပါတာဗျာ။ ကျွန်တော်တို့ဒီရှေ့သို့ဆက်လက်၍လမ်းမလျှောက်ကြော်ပဲထဏောင်းမင်ကလေးတစ်ပင်ရှင်းနာရှိကွက်ပြက်ပေါ်တွင်တွားရောက်ထိုင်ကြကကိုလာစိန်ကအောက်ပါအတိုင်းပြော့ပြသည်ကိုနားထောင်ရပါ၏ဒီလိုဗျအစားကဒီနေရာမှာကွက်လက်ကြီးဗျလွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်ကမှတတိတဥကဒီကွက်လက်ကိုဝယ်လိုက်ပြီးတိုက်ကလေးဆောက်တစ်ပင်ပန်းပင်တွေဆိုင်နေဝေဝေဆာဆာဖြစ်လာတယ်တိုက်ပြီးတော့တထွေးတွေကလည်းဒီတိုက်ကိုပြောင်းလာတာပေါ့ဗျာ ဒါနဲ့နှစ်လသုံးလလောက်တည်းရှိရောဒီတတိယအတော်ကြီးဟာအသေးအံမမာယာက မေ့မော်သွားခဲ့တယ်နိပြီးတတိပြန်လည်လာတော့တနေ့မှလူမမာပေါ့လေညညကြတော့ကြောင်းအိမ်နဲ့တော့ခတ်ထားတဲ့ဟင်းတွေခိုးစားငပိငှချောက်အစိမ့်နဲ့စတဲ့အစတော့အိမ်သားတွေကဘယ်သိမလဲလိနောက်ငပိငှချောက်ဟင်းတွေပြောက်လို့ချောင်းကြည့်တော့ဒီလူမမဲအမေကြီးကစားတာတွေ့တဲ့လူတွေဟာအမေကြီးဘာလို့တာနဲ့တော့မေးလိုက်ရင်တခါတည်းနေရာမှာတုံးကနေလဲသွားရောဆိုပဲ ီတော့မှဖုတ်ဝေနေမှသိကြတော့ဩဇာရွက်တို့လွှာဖက်နှက်တို့သူ့အိယာအောက်ကထိုးထည့်ထားပြီတဲ့ဖုတ်ခါမထွက်ဘူးတဲ့ခမညာနောက်ပယောကဆရာတယောက်ပြင့်ပြီးပြတော့ဆရာကသူ့လဲမနိုင်ဘူးဒီအမေကြီးမှဝေနေတဲ့ဖုတ်ကဖုတ်မင်းတို့ပြောတယ်တဲ့ဒါနဲ့ဒီတိုက်ကလူတွေကဒီတိုက်ကိုဖုတ်ဝင်တဲ့အမေအိုကြီးနဲ့ပြစ်ထားခဲ့ပြီးဟိုးဝါးတန်းကိုပြောင်းပြေးသွားကြတယ်လေဟင်ခမည်းနဲ့ဖုတ်နဲ့တွေ့တဲ့အခါမပါသေးပါကလား ကိုလားဆိုင်ကြီးစကားဆုံးတွင်ဥဖြူတီကမေးလိုက်ခြင်းဖြစ်လေသည်။အော်ကျွန်တော်တွေ့တာကတော့ဟိုအရင်ကလူတွေနေတော့တည်င်းကြတာနဲ့တွေ့ကြတာနဲ့တွေ့ရတာပါ။ဘယ်လိုတွေ့ခဲ့ရသလဲ။ထူးထူးခြားခြားတော့မဟုတ်ပါဘူး။ DMA ဝကြီးဟာအယိုးပေါ်မှာအရေးတင်နေတဲ့အထိပိန်နေပေမဲ့စကားပြောတဲ့အခါအတန်မာမာပဲတွေ့ရတယ်။တိထက်တော့မထူးခြားဘူးပေါ့။နောက်ထူးခြားတာတစ်ချက်ကတော့အဲ့ဒီအိမ်ကလူတွေပြောင်းသွားပြီးနောက်ပိုင်းမှာတခါတခါတိုက်တကားမှကြီးပွင့်နေလို့လမ်းက လမ်းမကတွေ့မြင်ရတဲ့သူကတော့အဲခန်းဆောင်ထဲမှာအမေအိုကြီးအဲ့ရက်ပဲပြီးတော့ညညမှာလဲနောက်ဘေးအိမ်ဆောင်ကမိဟာအမြဲလင်းနေတယ်ဓာရီဟာခမည်းတော်ကိုတိုင်မြင်တွေ့ရတဲ့ဟာတွေပဲလားဟုတ်ကဲ့မိလင်းနေတာကတော့ညစဉ်ညတိုင်းလိုလိုပါပဲတကားကတော့တခါတလေမှပွင့်လို့အခိုက်အခါကြုံတဲ့သူတွေပဲမြင်ရတယ် ကိုလာကျင်ကဤသို့စိတ်ပါလက်ပါပြောပြီးသည့်အဆုံးတွင်ဥပြုသေးကအာရပါရရင်မောရနေလေသည်ပြီးတော့မှနေပါဦးကိုလာကျင်ရဲ့ဒီတိုင်းကလူတွေဝါတန်းဗန်နီယာကိုပြောင်းသွားကြတယ်လေတိုက်ကြသည်ဟာဖရာရဲ့မြောက်ဗန်နာကအိမ်ကြီးမှာပြောင်းနေကြတယ်ခမရအဲပြန်ကြဦးဆိုဗျာမှောင်တောင်လာပြီကျွန်တော်ကဗိုက်စာပြီဖြစ်တဲ့ဖြင့်ဥပြုသေးအာဤသို့ပြောလိုက်တော့မှ နေရာမှထပြန်သွားကြတော့သည် ဖျားဖူးများအလုံးပြန်၍ပြန်သွားကြတော့လေဥဖြူသီးနှင့်ကျွန်တော်မှာပြန်၍မလိုက်သေးပဲမန္တလေးတွင်နေခဲ့ကြသည်ကျွန်တော်တို့ဤသို့နေလိုက်နေလိုက်ခဲ့ကြခြင်းမှာဥဖြူသီးမှာကိုလားစိန်ပြောသောဖုတ်အိမ်ကြီးကိုအတော်ဆက်ဝင်စားကစုံစမ်းလို့၍ဖြစ်လေသည်ဥဖြူသီးနှင့်ကျွန်တော်မှာညာတိုင်းပင်၎င်းဖုတ်ဝင်သောတိုက်ကြီးအနီးတွင်မရောမလဲသွားကအခဲခတ်ကြသည်ကိုလားစိန်ပြောခဲ့တဲ့အတိုင်းပင်ညာ၁၀နာရီလောက်ဆိုလျင်နောက်ဘေးမီးဆောင်များလင်းနေသည်ကိုတွေ့ရပေသည် မေးလိုက်တာတော့အမှန်ပဲဗျအေးလေကွာငါထူးခြားတာရှိလို့တမင်နေခဲ့တာခမ ्या ဘလို့ထင်လဲခုနေတော့ဘလို့မှမထင်သေးဘူးကွာဖုတ်ဆိုတာကောဟုတ်ပါမလားဒါကိုတော့အစကတည်းကမယုံလို့ပဲဖုတ်ဟုတ်မဟုတ်လက်စုပ်လက်ကင်ပြင်ဖို့ကြိုးစားနေတာပေါ့ကွာကျွန်တော်နဲ့ဥပ္ပိုလ်တီတို့မှာဖုတ်ရိုက်တာနဲ့မင်းမဝဲရှိတက်ပင်ရိုက်တစ်ခုတွင်ထိုင်ကြရင်ထို့သို့ဆွေးနေနေကြခြင်းဖြစ်ပါသည်လားစုပ်ပကတ်ဖြစ်တဲ့ပြင်ညမှာမှောင်ရင် ဒါမဲနေသည်ဒါပေမဲ့နတ်ပြကောင်းငွေမှာငွေကြေတို့ရဲ့အနည်းရောင်ကြောင့်အရေးမရှိသောလဟာပြင်းများတွင်တော့မှုံဝါးဝါးလင်းလျက်ဖြစ်နေသည်မဲမဲတရံတို့ခုသည်လမ်းပေါ်တွင်တရိပ်ရိပ်ပြေးလွှားနေသည်ကိုမှုံဝါးဝါးအလင်းရောင်တွင်တွေ့မြင်ရသည်နှင့်ဥဖြူသည်ကကျွန်တော်အားလက်ကုပ်ကတိတ်တိတ်နေစကားမပြောနဲ့လူတယောက်စပိန်စီးပြီးလာနေတယ်ဟုတိုးတိုးပြောလိုက်သည်မဲမဲတရံမှာချန်ဤဘေးတစ်ဖက်သို့ ွေ့ဝင်ပြောက်ွယ်သွားသည်နှင့်ဥဖြူတီကကျွန်တော်ကိုလက်တို့ကတဖက်ခြံစည်းရိုးဘက်မှကပ်၍နောက်ဖေးဘက်သို့ခတ်တုတ်တုတ်ခြောက်သွားသည်ဖြင့်ကျွန်တော်လည်းသူ့နောက်မှလိုက်၍တွားရပါသည်ကျွန်တော်တို့နောက်ဖေးဘက်သို့ရောက်သည်တွင်မဲမဲတံတံမှပြောက်ွယ်၍တွားလိမ့်မည်ထို့ပြင်လည်းထူးခြားသောအရာဟု၍ဘာတစ်ခုကိုမှမတွေ့ရတော့ပါကျွန်တော်တို့ဆက်လက်ဆောင်တန်း၍တိုက်သေးသူအကဲခတ်၍ကြီးစုနေခဲ့တော်လဲအချိန်များကုန်နေ၍တွားခဲ့ခြင်းသာရှိတော်ကဘာတစ်ခုမှထူးထူးခြားခြားမတွေ့မမြင်ရပဲ တန်ရောရှာမှာမှုံဝါးဝါးအလင်းရောင်တွေငိမ့်တဲ့မြဲငိမ့်တဲ့၍နေပါတော့သည်ညကအိပ်ပြတ်တဲ့ဖြင့်ကျွန်တော်မှနောက်တဲ့နေ့နဲ့အတော်နေမြင့်မှာနိုးလေသည်ယနေ့အဖို့ဥဖြူသည်ဤမျက်နှာမှာခါတိုင်းနေပြထက်ပုံမို၍ချွန်းလန်းနေသည်ကိုကျွန်တော်ထင်မိမိသည်နိုးပြီလားဟေးကဲရေမိုးချိုအဝယ်ဆလဲကွာအိမ်တော်ရာဖရာတွားကြရအောင်ဥဖြူသည်ကဤတို့ပြောလိုက်သည်နှင့်အဝယ်လဲကအိမ်အောက်သို့ဆင်းခဲ့သည်တွင်အသင်ရောက်ကြည့်နေသောယထာလုံးတစ်သည်ဖြင့်အိမ်တော်ရာဖရာသို့ထွက်ခဲ့ကြပြီ။ တဲလွန်စားတခုတော့ရခဲ့ပြီကွအိန်တော်ရဘုရားဤလူချင်းသောတစောင်းတခုတို့ရောက်သည်တွင်ဥပ္ပုတိက ပြောလိုက်ခြင်းဖြစ်ပါသည်ဘာတဲလွန်စားလဲသူဒီအိတ်ထဲမှာငါးမူပြားကလေးတခုကို ထုတ်၍လက်ဝါးပေါ်တွင်ဖြန့်ကအဲ့ဒါကွကျွန်တော်မှဘာမှနားမလဲတဲ့ဖြင့်ငါမူပြားကလေးကိုတလဲသူ့မျက်နာကိုတလဲကြည့်နေပြီးမှပြီးမှခမားဟာကျွန်တော်နားမလဲပါဘူးဟုခေါင်းကိုရန်ရင်ပြောလိုက်နေသည်မင်းတိတ်တိတ်ချာချာကြည့်စမ်း သူကပြော၍ကျွန်တော်ငါးမူပြကလေးကိုယူကြည့်လိုက်သည်တွင်ငါးမူပြမှာငါးမူပြသတာမျှတာဖြစ်၍ဘာမှခြားနာစီကို မတွေ့ရပါခမားဟာငါးမူပြအသည့်နှစ်ပြားနဲ့အဟောင်းတစ်ပြားပဲဒီအသည့်နဲ့အဟောင်းတစ်ပြားစီယူပြီးဒေါင်လေးဒေါင်တွေကိုတိုက်ကြည့်သံအင်းအသည့်ကခွေးသားစိတ်ကလေးကျဲတယ်ဗျပြီးတော့မသေးတတ်ဘူးဗျတီးကြည့်သံမှာဩကွာတပြားချင်းစီကိုအသည့်ကအတန်နဲ့နဲ့တူတယ်အဲ့ဒီအသည့်ဟာမူမမှန်နဲ့ပတ်စံပေါ့ကွာ ဒါတွေခမရဘဲကရခဲ့တယ်လေတပြားကကိုင်းရဆိုင်ကပြန်အန်းတာဟင်ခမရတည့်ရတာနဲ့ဘာလို့ယူလာရတယ်လေအိုကွာနောက်တနေ့အတုံးကြလို့ကြညာဆိုပြီးယူလာခဲ့တာပေါ့နောက်တပြားကတော့အဲ့ဒီတပြားကတော့ဟိုဖုတ်ဝင်နေတဲ့တိုက်နောက်ပြီးလွယ်မပေါက်နာကဒီမနဲ့ရခဲ့တာကွာဒီမနဲ့ခမရဟိုတိုက်စီရောက်ခဲ့တယ်ပေါ့ အေးသွားတယ်ကွာညကစပိန်နဲ့စီးသွားတဲ့လူကလည်းအဲ့ဒီနောက်ဖက်နားမှာပဲအပေါက်ကြီးရမယ်ဆိုပြီးငါကျင်းနေတွတ်ထားလိုက်တယ်။ဒါနဲ့ခုမှတည်းငါသွားကြည့်လိုက်တော့အပေါက်ကိုတော်တော်ကိုရှာယူခဲ့ရတာ။နောက်မှစူးချိုးတွေအောက်ခက်ခက်ခဲခဲလှိမ့်ဝင်ရတဲ့နေရာတစ်ခုကိုတွေ့ရတော့တယ်။အဲ့ဒါနဲ့အဲ့ဒီငါမူကလေးကအဲ့ဒီနေရာမှာငါတွေ့ခဲ့လို့ဒီငါမူကလေးကိုတဲလွန်စရဲတော့ဘာကြောင့်ဆိုနိုင်တယ်လဲ။ ကျွန်တော်ကအရာကြီးကြီးလေးတမ်းမျိုးဖြင့်မေးလိုက်သည်တွင်ဥဖြူသည်ကနေရာမှထသွားသောကြောင့်ကျွန်တော်မှမကြင်မနှက်ဖြင့်သူ့နောက်သို့လိုက်ပါသွားရတော်သည်။နာယီပင်ထိုးနေတော်လဲဥဖြူသည်ချိန်ဆနေတော်ပလက်အရာကြီးများမရောက်လာသေးတဲ့ဖြင့်ဥဖြူသည်နှင့်ကျွန်တော်မှကလပ်ဘက်လက်ဖက်ရည်ဆိုင်ကလေးတစ်ဆိုင်ထဲတွင်ပြင်းရည်စွာနှင့်ထိုင်၍စောင့်နေရပါသည်။ကဲကိုဖြူသည် အတော်ကြီးကြမှာအရာရှိတယောက်ဆိုင်ထဲသို့ဝင်ရောက်လာကအချက်ပေးလိုက်သည်နှင့်ကျွန်တော်တို့ဆိုင်ထဲမှထွက်၍အပြင်ဘက်တွင်စောင့်နေသောပလိတ်အရာရှိကြီးများနှင့်အတူဖုတ်ရိတ်တာဘက်သို့ခြောက်သွားကြသည်ဖုတ်ရိတ်တာတို့ရောက်သွားကြရာဖုတ်ပလိတ်ကိုးရောက်အားခြံစည်းရိုးပက်လည်းတွင် နေရာချထားပြီးမှဌာနအုပ်တယောက်အမှုထမ်းတယောက်နှင့်ဥပ္ပုသည်ကျွန်တော်တို့နှင့်ကျွန်တော်တို့မှဥပ္ပုသည်တွေ့ရှိထားသော အပေါက်မှလှိမ့်၍ခြံဝင်းထဲသို့ဝင်ခဲ့ကြသည် ၎င်းရန်ချိန်တို့ပင်ရောက်နေပြီဖြစ်သည်ဖြင့်တလောကလုံးတိတ်ဆိတ်နေသည် ကျွန်တော်တို့လူစုသည်တိုက်ကလေးမှအတာကတ်ခါနောက်ဘေးဆောင်တကားစီသို့တရွေ့ရွေ့သွားနေကြသည်ရှန်နေကြီးညာမွေးပိုင်းရန်တန်းကလေးပြေကလေးနှင့်ရောထွေးပါလာကကျွန်တော်တို့ဤနာဝကိုနာကလိနေသည်မောင်မဲနေသောညတွင်ကြဲ့ရောင်ကလေးများကိုအားပြု၍သာကျွန်တော်တို့လူစုတကားပေါက်ကိုချာဝင်နေရသည်တနတ်တွင်အစင်းသေးလောက်တာပြုတ်တကားပေါက်ရောက်နေပြီကျွန်တော်တွန်းကြည့်လိုက်မည် ထိုအတန်ကြားတော့မှအခန်းဝအတွင်းသို့ဝင်လိုက်မိသည်တွင်လမ်းများကိုမြောက်ကရက်နေသောပေါက်ပေါ်တယောက်နှင့်မြန်မာတယောက်ကိုတွေ့ရတော်သည်ထိုလူများကိုအသင့်ပါလာသောလက်ထိတ်နှင့်ချုံနှောင်ဖမ်းသိပြီးလျင်အပြင်ဘက်တွင်ဝိုင်းရံနေကြသောပလေများကိုပါအတွင်းသို့ခေါ်၍လုံလက်သငါးမူပြားများနှင့်ငါမူပြားလှုပ်သောညက်ပုံအခြားသောကရိယာများကိုပါတိမ့်စေရမိကအခြားခမ်းများကိုပါလိုက်လံရှာဖွေရန်ဌာနအုပ်ကပလိမ်များအားအမိန်ပေးလိုက်လေသည်အောက်မလီပြား ဟေးဘာလဲဘာလဲထိုအတံများနေတူပလိများရုပ်ရုပ်ရရဖြစ်ရွေးသွားလေသည်အလောင်းကြီးဗျပလိတယောက်ကကျွန်တော်တို့ဘက်ကိုပြန်ပြေးလာပြီးတုံရီသောအတံဖြင့်ဖြေချလိုက်လေသည်ဘာမှလဲကွာဌာနအုပ်ကခန့်ငေါအုပ်မေးလိုက်သည်နှင့်ပလိကမျက်နာကိုရှုံ့မဲ့ကဟို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 အခန်းထဲမှာဆရာရဲ့ကျွန်တော်လဲမိကလုတ်သွားဖွင့်ရောအလောင်းကြီးနဲ့တွေ့ရတာပဲလန့်ပြီးအော်မိတာပါဗျာ ပလိတ်ကကြောက်ရွံ့သွားပြန်ပြောနေသည်နှင့်ကျွန်တော်မှကြက်သိန်းတစ်ဖြန်ဖြန်ထရွေသွားကဥဖြူသည်မျက်နာကိုကြည့်လိုက်သည်တွင်ဥဖြူသည်မှပြုံး၍နေလေသည်မင်းငါလည်းကွာပလိတ်လုံနေပြီကြောက်နေရသေးသလားလာတော့ကြည့်ရအောင် ပြောပြောဆိုသူဌာနအုပ်ကရှေ့မှသွားတဲ့ဖြင့်အားလုံးနောက်မှလိုက်ပါသွားကြလေသည်ဟာစက်ကူကြီးပဲဌာနအုပ်ကထိုတို့ပြောလိုက်တဲ့ဖြင့်ကျွန်တော်အနားသို့တွားကြည့်လိုက်သည်တွင်ပိန်ချောင်းနေသည့်အမေအိုဤသဏ္ဍာန်ကိုလှုပ်ထားသောစက်ကူယုတ်ကြီးကိုတွေ့ရ၏ တိုက်ခန်းများကလည်းခမောင်မောင်ဆိုတော့အပြင်ဘက်ကနေကြည့်လျင်တကယ့်လူပဲဗျ။ဥပြူတီကယခုမှပင် စကားပြောဖို့ရတော့သည်။ဒါကဘလို့သဘောရပါလဲ။ဌာနဥက္ကစဉ်းစားသလိုတွေ့ဝင်ရနေရမှာပြောလိုက်လေသည်။ဒီလိုဌာနဥမင်းရဲ့လူတွေဟာဖုတ်တို့တစေတို့တရဲတို့ဆိုရင်ကြောက်ကြတယ်မဟုတ်လား။ဒါဟာမြန်မာလူမျိုးတွေအဖို့ငန်ငန်ကလေးကပါလာတဲ့အစွဲပဲ။အဲ့ဒီအစွဲကလည်းလူကြီးမိဘတွေရဲ့မလိမ္မာမှုကြောင့်ပေါ့လေ။ ကလေးတွေကိုသူတို့ပြောနေစာစကားနားမထောင်ရင်ဥပမာအပြင်တို့ဘာတို့မထွက်စေခြင်းမို့ဆိုရင်ကလေးမသွားရအောင်တနည်းနည်းနဲ့လှက်ပံမပြောဘူးဟဲ့မသွားနဲ့ဆိုတရေကြီးဂုတ်ချိုးစားလိုက်မယ်ဖုတ်ဖန်းစားလိုက်မယ်ဟဲ့ဆိုပြီးရှောက်လို့ရှောက်ကိုလိုတို့လိုလွယ်လွယ်ရအောင်လောက်ကြတဲ့အတွက်ပါပဲအဲ့ဒီတော့ကလေးဟာတရေတို့တစေတို့ဆိုတဲ့ဖုတ်ပိတ်တာတွေကိုမမြင်ဘူးပဲနဲ့ရမ်းပြီးကြောက်ကြတော့တာပေါ့နောက်အဲ့ဒီအဆွဲကြီးဟာလူကြီးဖြစ်သွားတဲ့အထိပါလာပြီး တရေတဆေရှိတဲ့နေရာဆိုမသွားရဲကြဘူးအဝေးကခြောင်ကြတယ်ဒီသဘောကိုဒီငွေတူးလောက်တဲ့သူတွေကနားလည်ထားတော့ဒီလုပ်ငန်းကိုဘယ်သူမှမတည်ရအောင်ဒီတိုင်းသားမှာဘယ်သူမှမကန့်ကြရအောင်နာရာချေယောဂာနဲ့ပိန်ချုံနေတဲ့အမေကြီးတယောက်ကိုငှားပြီးတော့ဖောက်ဝင်နေတယ်ဆိုပြီးလူသိချင်းကြဝါဒဖြန့်နောက်သူ့လူတွေကတယောက်ကိုဆရာရောင်ဆောင်ခိုင်းပြီးလူတွေချင်းမှာဆရာမနိုင်နဲ့ဖုံမင်းဘာညာနဲ့အပြောခိုင်းတော့ဖောက်ကြောင့်သူတို့ဒီတိုင်းမှာမနေနိုင်ကြတော့ပဲ တခြားနေရာပြောင်းသွားလူမမအမေအိုကြီးကိုတခြားပို့ဆက်ခုရုပ်ကိုစားလုပ်ပြီးတော့မှဒီတိုက်မှာ ဖုတ်ကြီးဆိုးနေတဲ့အနေနဲ့တခါတခါနေခင်တိုက်တခါဖွင့်ပြလိုက်တာပါဥပ္ပုဒီကဤတို့ချင်းပြလိုက်ပြီးတွင်ဌာနဥက္ကသဘောကျသွားပြုံးလိုက်ပြီးအတော်လေတတ်နိုင်တဲ့လူပဲဗျာဥပ္ပုဒီအားကြောတက်၍ချင်းမောလိုက်လေသည် ဌာနသို့ရောက်၍တရားခံများအားစစ်ဆေးရာတွင်တရုတ်မှမြန်မာတကာကောင်းစွာမတက်သည်ဖြင့်ရေးလဲစွာမစစ်ဆေးရသေးတော်လဲမြန်မာတရားခံကအောက်ပါအတိုင်းဖြောင့်ဆိုလေတော့သည်ကျွန်တော်အရင်ကတော့ကောင်းရကောင်းဝယ်ပဲလှုပ်ရှားပါတယ်။နောက်ဒီမေယာဝယ်ပြီးတိုက်ဆောင်မိတဲ့အတွက်အကျွေးတွေကတင်လာအလောက်ကလည်းနေကြမရဖြစ်ပြီးစိတ်ညစ်နေတဲ့အချိန်မှာကြောင်မဲကိုရောက်သွားတော့ဒီပောက်ပေါ်ဆရာကြီးနဲ့တွေ့တော့တာပါပဲ ကျွန်တော်ကလည်းကားပြားဆိုတော့သူနဲ့တစားတစားရင်းနေလာပြီကျွန်တော်မှကြွေးတင်နေလို့စိတ်ညစ်နေတဲ့အကြောင်းသူ့ကိုပြော့ပြမိတာပေါ့ဒီတော့သူကဘာမှမပူနဲ့လွတ်လပ်တဲ့အေးအေးဆေးဆေးအလုံးလုံးနိုင်မဲ့နေရာတစ်ခုကိုသာချာသူ့မှာအာလုံးအစင်းသိချတယ်လို့ပြောတာနဲ့ကြံမိကြံရကြံရချင်းပါပဲတွေးကြည့်စကတဲ့ကရက်ထားလိုက်ရင်ခုတို့ကျွန်တော်တို့ကိုဖမ်းမိမှာမဟုတ်ဘူးအခုတော့ကျွန်တော်လည်းလောဘကြီးမိပေါ့ပေါ်ကလည်းတထေးဖြစ်ပြီးမှပြည်ကြီးကိုပြောင်းကျင်တာကြောင့်အခုတို့ဖြစ်ရတာပါ အင်းလောဘလောဘလောဘကြောင့်ဒုက္ခဖြစ်ရတာပါပဲထိုနေ့ညညနေ၄နာရီထိုးမှကျွန်တော်တို့တဲကိုသေးအိမ်ဘက်သို့ပြန်ခဲ့ကြပါသည်ဟိုးရုပ်ကြီးကို အရင်ကတည်းကခမ်းများတွေ့ရတာဟိုတဲအိမ်တို့ရောက်ပြီးမှ အိမ်မီပြုတ်ခြင်းဥပြုတ်ဒီအားကျွန်တော်ကမေးလိုက်ပါသည်အေးကွာတနေ့မှကိုလာစိန်ပြောတဲ့အတိုင်းဒကမာကြီးပွင့်နေတာနဲ့ငါဝင်းထဲကိုခဲရခက်ခဲရင်ကြော်တက်ပြေးသွားကြည့်တော့ ဒီအယုတ်ကြီးကိုတွေ့ရတော့တာပဲဒါပေမဲ့ဘာကြောင့်ဒီအယုတ်ကြီးလောက်ထားတယ်ဆိုတာစဉ်းစားလို့မရသေးဘူးကဒီလိုနဲ့နေရင်ကတနေ့မှာကိုင်းရဆိုင်ကစိတ်လိမ်သွားဝယ်တော့မမှန်နဲ့ငါးမူပြားကလေးတစ်ပြားရတာနဲ့ငါတိတိကျကျကြည့်လိုက်တော့တက်တာကတော့တိတ်ပြီးတော့တက်သေးတယ်ဒါပေမဲ့ခုနဲ့တက်ကလေးရေထိုးထားကြတာကတော့ဟိုကုန်ခဲ့တဲ့သုံးနှစ်လောက်ကတက်ကလေးကဒီတော့ငါမူပြားကိုညှက်ပုံအဟောင်းနဲ့လောလောဆယ်လုံနေတယ်ဆိုတာကိုစဉ်းစားမိရပြန်တယ်ဒါပေမဲ့ ဒါဘယ်မှာလုံနေတယ်ဆိုတာကတော့တွေးတော့တော့ဘယ်ရမလဲ now ဟိုတိုက်ကိုဘာကြောင့်မလာဝွန့်အောင်လှုပ်ထားတယ်လဲ now ဘာကြောင့်မလာဝွန့်အောင်လှုပ်ထားတယ်လဲနောက်ဖေးမိကဘာကြောင့်လင်းရတယ်လဲပြန်တွေးကြည့်လိုက်တော့နည်းနည်းဆက်ဆက်လို့ရလာတယ်ဟေ့ now အဲ့ဒီတိုက်ထဲကလူတယောက်မလွယ်ပေါက်ကနေဝင်နေတာရဲ့ငါးမူပြာကောက်ရတာရဲ့အဲ့လာဒီကောင်ကတွားပြီးတော့ဆက်ဆက်ပြီးတော့လေငါးမူပြာကောက်ရတာနဲ့ဒီမှာငွေတူးလုံနေတယ်ဆိုတာခမရပလိတ်ကို အတီလင်းတတိပင်းဝင်တယ်တော်တယ်ဗျာမတော်တဆဒီတိုက်ထဲမှာအခုလိုမတွေ့ရပဲလွဲသွားရင်ခမရတော့မမှန်တရင်ပေးမှုနဲ့ရောက်အကြပဲပြီးတော့ကို့အလုပ်လည်းမဟုတ်ဘူးဒါကတော့ငါငါမှုဗျာဒီအပေါက်ကခိုးကြောင်ခိုးဝဲဝင်ထက်နေတဲ့သူရှိတော့ထွက်ကြတယ်ဆိုတာရှင်းနေတာပဲအင်းလေခမရအတွေ့နဲ့ခမရအန်ကိုက်နေတော့တာပေါ့ဦးပြူဒီမှာကျွန်တော်စကားကိုကြားတော့မြင်မဟုတ်ပါ တို့ထာမစကားပြန်ရအောင်မလားဟုကျွန်တော်နားဆွေနေသည့်တွင် သူကတော့အိပ်ပျော်ခြင်းသို့ရောက်ကာဟောက်ရွေပင်နေပေတော့သည်အမှုကိုရုံးတင်စစ်ဆေးပြီးတရားခံများအားအမှုပေးပြီးသည့်အထိကျွန်တော်တို့မန္တလေး၌စောင်းစားနေခဲ့ရာအယိုးကွက်မတ်တဲ့အေးဒီမန္တလေးစောင်းတန်ကိုတဏ္ဍကျော်မှခါးသိခံခဲ့ပြီးဇာတိချက်ကျွေအောက်ရက်မြေသို့မိရထားနှင့်ပြန်ခဲ့ပါသည်ဥပြုသည်မှာပလိပကဘလို့မှအနက်မရသေးသောအမှုတစ်ခုကိုအောင်မြင်စွာထုတ်ဖော်နိုင်သည့်ဖြင့် စုငွေ300ရရှိသောကြောင့်မိရထားပေါ်တွင်ချွင်လန်းလာနိုင်သလားကျွန်တော်မှလည်းဝမ်းသာနေမိပါသည်ဟုတ်ကဲ့ပြီးပါပြီခင်ဗျာဒီနေ့မှာအချိန်ပေပြီးဝင်ရောက်အားဖြည့်ပေးခဲ့ကြပါတော့ညီကောင်မတို့မှတူတူတယောက်ချင်းဒီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာညီကောင်မတို့များအားလုံးဘေးကင်းကြပါကြပါစေခင်ဗျာ